အလုံးပဲမင်္ဂလာပါများ။ကောင်းစက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖန်လျက်တော့မြန်မာပြည်မှာဒုက္ခရောက်လို့ပြည်ပကိုအလုံးထွက်လုသူများကိုအထူးတတိပေးလာတဲ့ကိုငင်းကြောင်ရုပ်သံပြီးတော့ဖန်လျက်တင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကိုငင်းကြောင်ကဘလို့အကြောင်းအရာတွေကိုတတိပေးပြောဆိုထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဒီ live ကိုစပြီးတော့ဖွင့်ရတဲ့အချိန်ကဘာဖြစ်လို့ပြောရလဲဆိုတဲ့ကိစ္စကနိုင်ငံရေးသမားဖြစ်နေတာတို့တော်လိုင်းရေးသမားဖြစ်နေတာတို့ဗမာပြည်သားဖြစ်နေတာတို့အဲ့ဒါတွေနဲ့မဆိုင်ဘူးကျွန်တော်အခုပြောမယ့်ကိစ္စကအလုသမားဖြစ်နေတဲ့အတွက်ကျွန်တော်ပြောပြမှာအခုဗမာပြည်ကတကယ်ကိုဆင်းရဲဒုက္ခတွေတကယ်ရောက်တယ်ဗမာပြည်မှာအဆင်မပြေဘူးဆိုတဲ့ကိစ္စတွေများတဲ့အခါကျတော့လူတွေအကုန်လုံးကနိုင်ငံရချောက်ကိုထွက်ကြနိုင်ငံရချောက်နိုင်ငံရချောက်ကိုထွက်ကြတဲ့အခါမှာကိုယ့်ရည်ရည်အတွက်လူတွေကအလုလုကြတ ီးတော့အလုတ်လုတ်တဲ့အခါမှာကဗတ်ဟိုအလုတ်သမားအဖွဲ့ချုပ်တို့နိုင်ငံတကာကသတ်မှတ်ထားတာတော့ကိုဟိကိုမြမင်းဟိတတိယတာလီစော့ပါနိုင်ငံတကာကသတ်မှတ်ထားတာတို့ဘာလို့ရှိတဲ့အခါကျတော့အလုတ်ချိန်က၈နာရီအလုတ်ချိန်၈နာရီမှာကိုပိုလုတ်လို့ရှိရင်လုတ်တလောက်ကိုအချိန်မူကြီးတွေရတယ်ပေါ့သို့တော့ကျွန်တော်တို့ကရက်တီရေးအတွက်နေထိုင်ရေးအတွက်ရှင်သန်ရေးအတွက်လုတ်တဲ့အခါမှာဟိုအလုတ်နေရာမှာ၆နာရီ ီအလုံနေရာမှာ၄နာရီဟိုအလုံနေရာမှာ၃နာရီအဲ့လိုမျိုးခွဲလုတဲ့အခါကျွန်တော်တို့ဗမာနိုင်ငံသားတွေတည်းမဟုတ်ဘူးနိုင်ငံခြားသားတွေတော်တော်များများကအလိုလိုနေရင်းနဲ့အခွင့်အရေးတွေဆုံးရှုံးနေတယ်အဲ့ဒါကဘာဖြစ်လို့ဆုံးရှုံးလဲဆိုတော့တိအချက်ခင်ဗျားတို့တွေတကြက်နှစ်ကြက်သုံးကြက်ဆိုတဲ့ကိစ္စကိုတအားထဲမတွက်ပါနဲ့အလုတ်တနေရာနော်အလုတ်တနေရာရအောင်ခင်ဗျားတို့အရင်ဆုံးစူးစမ်းကြပါကျွန်တော်ပြောတာမရှင်းဘူးဆိုလို့ရှိလို့ရှိရင်ကျွန်တော် ပြန်ပြီးတော့ရှင်းပြပါမယ်ကျွန်တော်တို့တွေရက်တီရေးအတွက်ရှင်သန်ရေးအတွက်နေထိုင်ရေးအတွက်ကျွန်တော်တို့တွေအလုံမျိုးစုံလောက်ရတယ်ဟိုနေရာမှာ၄နာရီဒီနေရာမှာ၄နာရီနောက်တနေရာမှာ၄နာရီကျွန်တော်တို့အလုံလုံချိန်က၁၂နာရီလောက်ဖြစ်သွားတယ်ကျွန်တော်တို့အလုံလုံချိန်က၁၄နာရီလောက်ဖြစ်သွားတယ်သို့တော့အလုံတနေရာတည်းမဟုတ်တဲ့အခါကျတော့7နာရီလုံးလဲ6နာရီ overtime ကြီးမရအောင်16နာရီလုံးလဲ8နာရီ overtime ကြီးမရအောင် ဒါကကျွန်တော်တို့ဗမာနိုင်ငံသားအများစုဆုံးရှုံးနေရတဲ့ပြဿနာကိုကျွန်တော်ပြောပြတာအဒီတော့လောလောဆယ်မဖြစ်မနေမလို့လုပ်ရတယ်ပြုရတယ်ဆိုတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်နားလဲတယ်ဟာငါအခုမှရောက်လာလို့ငါအဆင်မပြေလို့ခင်ဗျားတို့လုပ်ရတာကိုနားလဲတယ်သို့တော့ငါဘလောက်ဆုံးရှုံးနေတယ်ဆိုတဲ့ကိစ္စကိုအရင်ဆုံးသိဖို့လို့ ပြီးတော့အလုံနေရာတွေပြောင်းပြောင်းပြီးတော့လုတ်တယ်မီနီဟိုဘယ်လိုပြောမလဲဟိုအချိန်ပိုင်းတွေလုတ်တယ်ဒီလိုလုတ်တဲ့လူတွေကတည်တည်ချာချာစဉ်းစားဖို့လိုတယ်ကိုကိုကိုလည်းညာဖို့လိုတယ်ကျွန်တော်ပြောချင်တာကလူဆိုတာစက်ရုံမဟုတ်ဘူးစက်ရုံတောင်မှဟိုချွေရင်းချက်တွေရှိတယ်စက်ရုံတောင်မှအချိန်ကြာကြာလုတ်ရင်စက်ရုံတောင်မှပြတ်သွားတာရှိတယ်လူဆိုတဲ့ခါကျတော့ခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့မှတည့်ချက်အားလက်ချိန်မရှိဘူးနှိမ့်ချက်ကျမ်းမာရေးကိစ္စတွေဒီလိုဖြစ်တဲ့အခါမှာကျွန်တော်ပြောချင်တာကခင်ဗျားတို့တည့်ချက်ပညာရတာမရတာတွေ ပညာရတာမရတာတွေခဏဘေးမှာဖယ်ထားကိုအလုံးလုံးလို့ရှိရင်တန်ရာတန်ကျေးရအောင်ငါတို့ဘလို့မျိုးအရင်စူးစမ်းသင့်တယ်လေငါတို့ဘလို့မျိုးလုပ်တင်လဲဆိုတဲ့ကိစ္စကိုအရင်ဆုံးခေါင်းထဲမှာစဉ်းစားဒါကြောင့်မလို့စကားခံပြောတာစရောက်ရောက်ချင်းမလို့အကျွေးတွေဆက်ရမှာမလို့အမေကိုပြန်ပို့ရမှာမလို့မိမကိုထောက်ပံ့ရမှာမလို့ရီးစားကိုပေးရမှာမလို့အဲ့ဒါတွေအကုန်လုံးကိုနားလဲပြီးတယ်နားလဲနားလဲတယ်သို့တော့ငါတို့17နာရီလောက်ရင်၄နာရီစားအချိန်မို့မရဘူးငါတို့16နာရီလောက်ရင် ရှင်းနိုင်စားအချိန်မမရဘူးဆိုတော့ကိုဆုံးရှုံးနေတဲ့ကိစ္စကိုတိအချက်ကိုအရင်သိအောင်လုပ်ဖို့လိုတယ်ပြီးသွားရင်စ조사ရမယ်စ조사ရမယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဒီအလုတ်ရှင်ကတော့ပတ်စံတလအောင်တနာယီကို30ပဲပေးတယ်ဟိုအလုတ်ရှင်ကတော့တနာယီကို70ကျပ်ပေးတယ်ဒီလိုမျိုးအလုတ်တွေကိုဟာဟိုဟိုဗမာပြောလိုက်ဒီဗမာပြောလိုက်ပြောလိုက်တာနဲ့သိရမှာအာဒီအလုတ်ရှင်ကတော့တကြပ်ပို့ပေးလို့ဆိုပြီးတော့ပြောင်းသွားလိုက်ဟာဒီအလုတ်ရှင်ကတော့ငါးမှုပို့ပေးတယ်ဆိုပြီးပြောင်းသွားလိုက်အဲ့ဒါမျိုးတွေမလုပ်ကြပါနဲ့အလုတ်တစ်ခုမှာ ကိုကလည်းတည်တည်ချာချာကြိုးကြိုးဆဆနဲ့နော်ဟိုအနစ်နာခံပြီးတော့လှုပ်ဒီအလုတ်မှာအချိန်မှန်မှန်ရောက်အောင်သွားနော်အလုတ်တွေတည်တည်ချာချာလှုပ်ပြီးဒီနေရာမှာပဲငါတို့၈နာရီအလုတ်ရအောင်ဘယ်လိုမျိုးလှုပ်မလဲ၈နာရီအလုတ်ရအောင်ငါတို့ဘယ်လိုစူးစမ်းမလဲဒီလိုမျိုးကိစ္စကိုစဉ်းစားဖို့လိုတယ်အခုကကျွန်တော်ကြည့်နေတာကျွန်တော်တို့ရှီမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အလုတ်လုတ်တဲ့လူတွေကအာဒီနေရာမှာတော့ဟေ့တကြပ်ပို့ပေးတယ်ဒါမဲ့ခမ ्या ကိုတကြပ်တာပို့ပေးတာ तू ကခမ ्या ကိုပါမင်းနဲ့အလုတ်ခံမယ် ဟာမင်းရောငါတနစ်စာချုပ်ချုပ်မယ်အဲ့ဒါမျိုးတွေရှိတာမဟုတ်ဘူးဟာဒီကတကြက်ပို့ပေးရဲဆိုလို့ရှိရင်ပြေးသွားကြပြန်ဟောဟာငါမိတ်ဆွေတငယ်ချင်းကတော့ဒီမှာအလုတ်ကအဆင်ပြေနေပြီဟာငါမိတ်ဆွေကတော့ပြောတယ်ဟေ့ဒီနေရာမှာအလုတ်ကောင်းနေဆိုပြေးသွားကြပြန်ဟောဒီနိုင်ငံဒီမှာအလုတ်လုတ်တာတယောက်ချင်းကိုကြည်တာပါခမားစူးစားတယ်ခမားရိုးသားတယ်ခမားအနစ်နာခံတယ်ဆိုလို့ရှိရင်အလုတ်ရှင်တွေက ခမားကိုတစ်ချိန်မဟုတ်တစ်ချိန်ပါမင်းနဲ့ခံပါမင်းနဲ့အလုတ်နဲ့အချိန်ပိုင်းအလုတ်ဆိုတာ အနည်းနဲ့အများဆိုသလိုကွာပါတယ်အဲ့ဒီလိုမဟုတ်လို့ရှိရင်ဖင်လန်နိုင်ငံသားတွေပဲဖြစ်ဖြစ်ပိုလန်နိုင်ငံသားတွေပဲဖြစ်ဖြစ်ဂျာမနီနိုင်ငံသားတွေပဲဖြစ်ဖြစ်လစာများတဲ့ရှိသူတို့အကုန်လိုက်ပြီးတော့ပြောင်းနေမှာပေါ့သူတို့နိုင်ငံလေဗျာသူတို့ဘာသာစကားလေဗျာသူတို့အလုပ်ရှင်လေဗျာဒီနေရာမှာ30မနက်ဟိုမှာ17ကျပ်ဟာဟိုမှာ17ကျပ်ဆိုအကုန်လုံးလျှောက်ပြီးတော့ပြောင်းမှာပေါ့သူတို့လည်းမပြောင်းကြပါဘူးသူတို့အခြေအနေလေးနဲ့သူတို့သိတယ်ဒါဘာဖြစ်လို့ဒီစကားတွေပြောနေရဆိုတင့်အချက်ခင်ဗျားတို့တွေမှာ permanent resident ဟို permanent resident ရဖို့အတွက်အခုဖင်လန်နိုင်ငံဆိုရင်အရန်ခတ်သွားပြီ ်ခမ ्या ကိုနေထိုင်ခွင့်ပေးမယ်အလုပ်ပါမယ်ပေးမယ်ဒါပေမဲ့အဲ့ဒီဟာဘာတွေဖြစ်မလဲဆိုတော့6နှစ်ပြည့်မှာပါမင်းနဲ့ရက်စီဒန့်ရမှာအဲ့တော့ပါမင်းနဲ့ရက်စီဒန့်ရမှာခမ ्या ကအိမ်ဝယ်လို့ရမှာကားအကျွေးဝယ်တာတို့ဟိုအင်ကြီးအကျွေးဝယ်တာတို့အဲ့ဒီဟာတွေထည့်ပြောတာမဟုတ်ဘူးခမ ्या ဒီမှာဒီနိုင်ငံမှာဘဝကိုရက်တည်မယ်ဒါမှမဟုတ်ခမ ्या ခွင့်ရရှေကြီးတွေလိုချင်တယ်တခါတခါကြာရင်ခမ ्या တို့စဉ်းစားဖို့လိုတယ်ပါမင်းနဲ့ရနေတဲ့အလုပ်သမားတစ်ယောက်က30ပဲရတယ်ဘောက်လုတ်တဲ့နေစားလုတ်တဲ့လူတစ်ယောက်က12ကျပ်ရခင်ဗျားတို့ထင်းနေတာဗမာတွေအမြင် ဟိုနိုင်ငံခြားသားတွေအမြင်ကမင်းတို့ပါမင်းနဲ့အလုပ်လုပ်တဲ့လူက30ပဲရတာကြည်စမ်းနေစားလုပ်တဲ့လူက12ယူရိုတောင်ရတယ်တကယ်တကယ်တမ်းအဲ့ဒီ12ယူရိုမှာသူတို့ကခမည်းရမယ့်အကျိုးခံစားခွင့်တွေအကုန်လုံးကိုပေါင်းထည့်လိုက်တယ်ခမည်းခွင့်ရမယ့်ဟာတွေရော့ခွင့်ရမယ့်ဟာကိုအဲ့လာစားတဲ့ပေါင်းထည့်လိုက်အဲ့နာကြီးကပေါင်းထည့်လိုက်ခမည်းရဲ့အသက်အာမခံတို့ကျမ်းမာရေးကိစ္စတို့အဲ့ဒီအထည်ပေါင်းထည့်လိုက်တဲ့အခါကျတော့ခမည်းကနှစ်ချက်ပူရတယ်ထင်နေတာတကယ်တကယ်အကုန်လုံးပြန်တွက်လိုက်လို့ရှိရင်ခမည်းက၄ချက်အောင်ပြန်ပေးရမှာ ဘာဖြစ်လို့လေးချက်တောင်ပြန်ပေးရမလဲဆိုတော့အသက်အာမခံကိုယ့်ဟာကိုယ်ပေးရတဲ့ပုံစံမျိုးနော်ကျမ်းမာရေးအာမခံကိုယ့်ဟာကိုယ်ပေးရတဲ့ပုံစံမျိုးခွင့်ရမယ်ဟာပတ်စံကိုနှုတ်လိုက်တဲ့အခါကျလို့ရှိရင်သူများ30ရရင်ခမား17ချက်သာပြောပြီးတော့တကယ်လက်တွေ့ကြရင်8ချက်တောင်ရကြမှာရဒီတော့ကျွန်တော်ပြောချင်တာခမားတို့ဘယ်အလုပ်ကိုလုပ်လို့ငါတို့အလုပ်လုပ်တဲ့အခါမှာအကျိုးခံစားခွင့်ရရလားဘာဖြစ်လို့လဲဆိုတော့ခမားတို့ကျွန်တော်တို့ကတကယ်ကိုနဖူးကချွေချေမှကြောက်အောင်အလုံလုံစားနေရတဲ့တာမန်လက်လုံလက် တမန်လက်လုံလက်စားလူဒန်းစားတွေဖြစ်နေလို့ခမည်းတော်ကျွန်တော်တို့ကနဖူးဟာချွေးချေမကြအောင်လက်အတ္တမာတက်အောင်နော်လက်အတ္တမာတက်အောင်အလုတ်လုတ်ပြီးတော့စားနေရတဲ့လူတွေကိုလုတ်တဲ့အလုတ်တန်ရာတန်ကြီးရအောင်ခမည်းတော်ပြောပြတာအခုကျွန်တော်ကြည့်နေတဲ့တချို့တွေဟိုနေရာမှာ၄နာရီကျော်လုတ်တယ်ဒီကုမ္ပဏီမှာ၄နာရီကျော်လုတ်တယ်နောက်ကုမ္ပဏီတစ်ခုမှာ၄နာရီကျော်လုတ်တယ်နောက်ကုမ္ပဏီတစ်ခုမှာ၄နာရီကျော်လုတ်တယ် တကယ်တကယ်တမ်းသူတို့အလုပ်လုပ်တဲ့အခါ12နာရီဖြစ်တယ်12နာရီအပြင်မှာမှဒီကုမ္ပဏီကနေဟိုကုမ္ပဏီကိုသွားတဲ့အခါနော်ဘတ်ကအချိန်ကုန်တယ်ဘတ်ကမကုန်ဘူးသဘောထားလိုက်အောင်အချိန်ကုန်တယ်ဟိုကုမ္ပဏီကဒီကုမ္ပဏီကူးဖို့အတွက်အနည်းဆုံး15မိနစ်ကုန်တယ်ဒီကုမ္ပဏီကဟိုကုမ္ပဏီကူးဖို့အနည်းဆုံးဘယ်လောက်ကုန်လဲ15မိနစ်ကုန်နာယူဝက်ကိုယ့်ထဲကထွက်သွားပြီဟိုကုမ္ပဏီမှာ၄နာရီပဲလုပ်တဲ့အခါကျတော့အချိန်ပိုင်းလုပ်တဲ့အခါခမရကိုအချိန်မိုးလာတာအချိန်မိုးလာတာ तू မပေးဘူးဒီကုမ္ပဏီမှာ၄နာရီလုပ်တဲ့အခါကျတော့အချိန်မိုးလာတာခမရမရဘူး အဲ့ဒီအဖြစ်မှာမှပြဿနာကဘာဖြစ်လာမလဲဆိုတော့ဥပမာဒီကုမ္ပဏီကခင်ဗျားကို၄နာရီဆိုပြီးတော့တတ်မှတ်တာဒါပေမဲ့သူ့မှာအလုပ်လိုအပ်လာဟဲ့အောင်မင်း၆နာရီဆင်းပေးပါဆိုလို့ရှိရင်ဟိုကုမ္ပဏီနဲ့ခင်ဗျားတို့ပြဿနာတတ်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကုမ္ပဏီကလည်းခင်ဗျားကိုဒီကုမ္ပဏီမှာမနက်၈နာရီကနေ၁၂နာရီဟိုကုမ္ပဏီမှာ၁နာရီကနေ၅နာရီဒီကုမ္ပဏီက၁နာရီအထိဖြစ်သွားရင်ခင်ဗျားဟိုကုမ္ပဏီမှာအချိန်နောက်ကြပဲအချိန်နောက်ကြလို့ရှိလို့ရှိရင်ဟာငါနောက်ကြမယ်ဆိုပြီးဒီနေ့ပြောရင်လည်းဟိုကုမ္ပဏီကလည်းခင်ဗျားကိုစောင့်ထားတာပြဿနာတတ်အဲ့ဒီအဖြစ်မှာမှခင်ဗျားကတရက်လုံးမှာ၁၂နာရီအလုပ်လုပ်ရတယ်ဒါပေမဲ့၄နာရီကအချိန်ပိုစာမရဘူး ဒီလိုမျိုးတွေကိုကိုကိုလည်းသေသေးချာချာတွက်ချက်ပြီးတော့ငါအလုပ်လုပ်တာငါဘလောက်ဆုံးရှုံးနေလဲငါဒီကုမ္ပဏီမှာပါမိနစ်ရပြီးတော့၈နာရီလုပ်လို့ရှိရင်ငါအချိန်ဘလောက်ဟိုကို့အတွက်အချိန်ဘလောက်ရှိမလဲငါကျမ်းမာရေးကိုငါဘလို့လုပ်မလဲငါနဲ့ခင်မင်ရင်းနှီးတဲ့လူတွေနဲ့ငါဘလို့စကားပြောရမလဲငါတို့မိတ်ဆွေအပေါင်းအသင်းတွေစုံပြီးတော့ငါတို့အချိန်ဘလို့ရမလဲအတိတ်ကြကြခင်ဗျားတို့နိုင်ငံရဲ့ချားမှာအလုတ်ထွက်ပြီးတော့လုပ်တဲ့သူတွေ နိုင်ငံရခြားမှာထွက်ပြီးတော့အလုပ်လုပ်တဲ့သူတွေတိတိချချာစဉ်းစားကြပါပြောရင်ねဒီ live ကိုကျွန်တော်ရဲ့အတွေ့အကြုံရကျွန်တော်ရဲ့အခြေအနေရအခုကြုံမဲ့လူငယ်တွေလူကြီးတွေအလုပ်လုပ်နေတဲ့သူတွေနဖူးကချွေချင်မကြအောင်အလုပ်လုပ်မဲ့သူတွေစဉ်းစားနိုင်ကြပါစေဟိုကုမ္ပဏီကငားမှုပို့ပေးလို့ဟိုကုမ္ပဏီကတကြပ်ပို့ပေးလို့ဆိုပြီးတော့ပြောင်းတာတွေဟာတစ်ချိန်ကြလို့ရှိရင်ကိုယ်ဘလောက်ကိုယ်ဘလောက်ဆုံးရှုံးနေနာမလဲကိုယ်ဘလောက်ထိခိုက်နေနာမလဲအဲ့ဒါမျိုးတွေကိုလည်းကျွန်တော်တို့ဗမာပြည်ကထွက်လာတဲ့နိုင်ငံသားတွေစဉ်းစားနိုင်ကြပါစေ နော်ခင်ဗျားတို့မှာဆုံးရှုံးမဲ့ကိစ္စတွေအများကြီးရှိတယ်တိအချက်ခင်ဗျားတို့ပါမင်းနဲ့ resident မရဘူးဆိုရင်အိမ်ဝယ်ဖို့ကိစ္စမှာအခက်ခဲဖြစ်ပြီအိမ်ဝယ်ဖို့ကိစ္စအခက်ခဲဖြစ်ပြီးဟဲ့ဆိုလို့ရှိရင်ငါတို့ကငါတို့စုပဲနေနေငါတို့ကငါတို့ပေါင်းမဲ့နေနေအိမ်လာကတက်တာတယ်ပဲဘလောက်ပြောပြောခင်ဗျားတို့မှာအိမ်ဝယ်ဖို့ကိစ္စမှာအခက်ခဲဖြစ်ပြီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အလုပ်လာလုပ်တဲ့လူတွေဟိုဗမာပြည်ကမိဘတွေချမ်းသာခြင်းချမ်းသာမယ်မိဘတွေချမ်းသာလို့အမွေရတယ်ပြောရင်လည်းဒီနိုင်ငံမှာခင်ဗျားတို့ မိဘကလွှဲပေးလိုက်လို့ခမားဒီမာနေတယ်ဆိုလို့ရှိရင်အခွန်အဖြတ်ခံရမလားအဖြတ်မခံအောင်လားကျွန်တော်အာမမခံနိုင်သေးဘူးနိုင်ငံရေးအခြေအနေတွေကလည်းပြောင်းလဲနေတယ်အဲ့တော့နိုင်ငံရေးတွေဘာတွေခဏဖေးမှဖယ်ထားကိုအလုတ်လုတ်ပြီတာညာတန်ကြီးရအောင်ငါတို့ဘယ်လိုလုပ်မလဲငါတို့အလုတ်လုတ်တဲ့လူတွေငါတို့ခန္ဓာကိုယ်တက်တာအောင်ဘယ်လိုနေမလဲငါတို့မိတ်ဆွေအပေါင်းအသင်းနဲ့ငါတို့တွေအချိန်ရအောင်ငါတို့ဘယ်လိုအချိန်ယူမလဲငါတို့မိသားစုကိုငါတို့အချိန်ဘယ်လိုပေးမလဲအားလုံးပဲတွက်ချက်ပြီးတော့လုံနိုင်ကြပါစေ၊ကြိုင်နိုင်ကြပါစေထိုက်တဲ့နဲ့နော်တာယာတန်ကြီးငွေရေးကြေးရေးတွေတာယာတန်ကြီးလှုပ်အားလှုပ်ခါတွေ ရကြပါစေပြောရင်းနဲ့ကျွန်တော်ဒီ live ကိုညီကုန်းချုပ်ပါတယ်ယူတတ်တဲ့လူရပါလိမ့်မယ်ဆဲတတ်တဲ့လူလည်းဆဲကြပါဒီလိုပြောရင်းနဲ့ပဲညီကုန်းအများကြီးချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့နောက်မှနိုင်ငံရေးတွေလူမှုရေးတွေကိစ္စပြောကြတာပေါ့အခုကတော့အလုတ်လုတ်နေတဲ့သူတွေနစ်နာနေလို့အလုတ်လုတ်တဲ့သူတွေနစ်နာနေလို့ကျွန်တော်ကနေပြီးတော့ကိုအလုတ်လုတ်တဲ့ဟာကိုကို့ဖာသာကိုသိအောင်အရင်ဆုံးလုတ်ကြပါပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်